အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာ bass guitar တမားတိုင်းအတွက်အရေးကြီးဆုံးအရာထဲကတစ်ခုဖြစ်တဲ့ bebel လက်ကင်တွယ်တိခတ်တဲ့ knee snick အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကြည်လင်ပြတ်သားတဲ့အတန်တွေရဖို့တွက်လက်မြန်ဆန်ဖို့အတွက် bebel လက်ကအဓိကကြပါတယ်ပထမဆုံးအနေနဲ့ bebel လက်ကိုယူပုံစံနေထားလက်မကို neck ရဲ့အလယ်မှာ တတလေးပဲတင်ထားမယ်ထိန်းထားယုံလေးပဲလက်ညိုးလက်ကလေးလက်တကြွယ်လက်တန်းတွေလှူရှားသွားတဲ့နောက်မှာလက်မကအလိုက်တင်လေးလက်ထိန်းယုံလေးပါပဲအလဲလောက်မှာအပေါ်ထောင်ထားပြီးအလိုက်တင်လေးလိုက်ထိန်းလေးယုံပါပဲယူပုံစံလေးလက်မအနေထားကိုတည်ပြီးဆိုရင်လက်ညိုးလက်ကလေးလက်တကြွယ်လက်တန်းတွေကိုကျိုးတွေပေါ်မှာဖွဖွလေးတင်ထားမှာ ကျိုးတွေကိုဖိတဲ့အခါမှာဒီလက်ထိတ်လေးတွေနဲ့လက်ကိုတာလေးဖိရပါတယ်လက်ညိုလက်ခလဲလက်တကြွယ်လက်တန်းတွေကိုနည်းနည်းလေးကွေးပြီးမှကျိုးတွေပေါ်မှာပေါ့ပေါ့လေးတင်ထားပါမယ်လက်ချောင်းထိတ်လေးနဲ့ပဲကျိုးကိုဖြီးပါမယ် က်သေးတွေရှည်နေရင်လဲကျိုးဖိတဲ့နေရာမှာနှောက်ရက်ဖြစ်နိုင်လို့လက်သေးတွေကိုညှက်ထားစေချင်ပါတယ်လက်အနေထမ်းမှန်ကန်ပြီဆိုရင် ကျိုးတွေကိုဘယ်လိုနှိပ်ရမလဲဆိုတာဆက်ပြောပါမယ်ကြည်လင်ပြတ်သားတဲ့အတန်ရဖို့ဒီတရားအဓိကကြပါတယ်ဘယ်လက်အနေထားက fret bar ရဲ့အနောက်ဘက်နားက fret နားမှာကပ်ပြီးမှကိုင်ပါလေမာတို့အရှိဘက်ရောက်သွားတာမျိုးလို့ဆိုရင် ပြက်သားတဲ့အတန်ကိုမရဘူး အတန်ခါရာမျိုးတွေပြတ်တက်တယ်ဆိုတော့ fret နားကပ်ပြီးမှခိုင်မှနေတဲ့အခါမှာလဲလိုအပ်တလောက်ပဲဖိရပါတယ်။နေတာပြင်းလွှင်းရင်လဲလက်ထိတ်တွေကညောင်းလာမယ်၊နာလာမယ်၊အနေတော်လောက်ပဲ အားထည့်ရပြီးမှပြည့်နေရပါတယ်အစောပိုင်းမှာနည်းနည်းလေးအားစိုက်ပြီးတီးရတယ်ဆိုပေမဲ့လည်းလေ့ကျင့်ရင်းနဲ့ဘလောက်အားနဲ့တီးရင်စပြေလဲဆိုတော့ကိုယ်တိုင်သိလာပါလိမ့်မယ် က်ချောင်းတွေရဲ့လှုပ်ရှားမှုကိုမလို့အပ်ပန်းတဲ့လက်ချောင်းတွေကိုလေးပုံမှာဝဲနေတာမျိုးလည်းမလို့တင်ပါဘူးကျိုးတွေပုံမှာလက်ကို ရွှေ့ပြောင်းတဲ့အခါမှာလည်းလက်ချောင်းတွေကိုကျိုးနဲ့နီးနီးကပ်ကပ်မှာထားပြီးမှရွှေ့တင်ပါတယ်ဒီလိုအမြင့်ကြီးခွာလိုက်တာမျိုးလည်းမလို့တင်ပါဘူးကျိုးတွေနဲ့ပိတ်မဝေးစေဘဲနဲ့နီးနီးကပ်ကပ်မှာပဲလက်ချောင်းတွေကိုထားတာအဆင်ပြေပါလိမ့်မယ် မမကန်ကန်နဲ့မြင်းများဆန်းဆန်းတီးနိုင်ပါလိမ့်မယ်ဒီဘဘလက်ကင်တွေတဲ့နီးစနစ်ပုံစံမှန်ပြီဆိုရင်အရင်ဆုံးစပြီးတီးရမယ်1 2 4 position ကိုပြောပြပါမယ်အရင်ဗီဒီယိုတစ်ခုမှလည်းပြောပြဖို့ပါပြီဒါမှတစ်ခါပြန်ပြောပြပါမယ်1 2 4 position မှာ1 2 3 4 3ကိုမတုံးသေးဘဲနဲ့1 2 4ဒါ beginner တွေအတွက် ုံးဝင်တဲ့လက်ချောင်းအနေထား knee snit တစ်ခုပါ1 2 position ကလက်ညိုးကို fret တစ်ခုမှာထားမယ် fret နံပါတ်3မှာထားမယ်လက်ကလေးကို fret နံပါတ်4မှာထားမယ်လက်တကြွယ်ကိုမသုံးဝင်တဲ့လက်သန်းကို fret နံပါတ်5မှာထားမယ်1 2 3 4 ကြည်လင်ပြတောင်းမြင်သီးပါမယ်ဒီ1 to 4 position ဟာ beginner တွေအတွက်အသုံးဝင်တဲ့လက်ပုံစံတစ်ခုဖြစ်ပါတယ်။လက်ချောင်းတွေကိုအရင်ကြီးဖြဲကားเสียမလို့ဘယ်နဲ့တက်တောင့်တက်တာနဲ့တီးခတ်နိုင်မဲ့ နီးစနစ်တစ်ခုဖြစ်ပါတယ်တကယ် beginner စစ်တွေအတွက်ကဒါလေးအကြံပြုချင်ပါတယ်ကျွန်တော်တို့1 2 4 position ကိုတန်ဖိုး60နဲ့တီးကြည့်အောင်1 2 3 4 နောက်တစ်မျိုးက1 2 3 4ဒါရပုံမှန်တီးနေတဲ့ position ပေါ့နည်းနည်းပပတီးတက်ပြီးသားညီကိုတွေအတွက်အသင့်တော်ပါတယ်လက်ညို လက်ခလဲလက်တကြွယ်လက်တန်းကို သူ့ဘာနဲ့သူ သူ့နေရာ သူတီးတာပေါ့သူ့တာဝန်သူယူတယ် friend number 3အနေစမှာစမ်း3 4 5 6 bố chú tay đoài là thông đi ngã cháu Tao metronome là tí dạo. ါလေးတွေကိုနေ့တိုင်းပုံမှန်လေ့ကျင့်တဲ့အခါမှာတဖြည်းဖြည်းတိုးတက်လာပါလိမ့်မယ်။စသီးတဲ့အချိန်မှာနိမ့်မှလမ်းမှန်နဲ့တေချာလေးသီးစိတ်ချင်ပါတယ်။နေ့တိုင်းပုံမှန်လေ့ကျင့်မှမှလက်ချောင်းလေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်တာကြက်သားတွေကိုကြန့်ခိုင်စေပြီးတီးခတ်တဲ့အခါမှာလည်းလက်ချောင်းတွေကိုတွက်လက်စေပါလိမ့်မယ်။ င်္ဂအစ်စိုက်မကြည့်ရသေးဘူးဆိုရင်အောက်မှာကျွန်တော်လင့်ချထားပေးပါတယ်ကျွန်တော်တို့ base မတီးခင်မှာ3မိနစ်လေးကျင်ခန်းဆိုတာလေးကိုကျွန်တော်ပြပြထားပေးတာရှိပါတယ်ကဲဒီနေ့ဗီဒီယိုလေးက base guitar တီးတဲ့အခါမှာ bevel လက်တီးခတ်တဲ့ကင်တွယ်တဲ့ knee snick ကိုပြပြခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လေးပေးခဲ့ဖို့မမေ့ပါနဲ့ subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ခဲ့ပေးပါဦးအားလုံးပဲပြန်ဆောင်ရအောင်